ဘာကြီးလုံးမဲ့အရွယ်ရောက်လာတော့ကြာတော့ကိုကိုကိုအလန်းပေးလိုက်တာပေါ့နော်အလန်းပေးလိုက်တဲ့အချိန်မှာဒီဟာလေးလုတ်ဖြစ်သွားတာပေါ့မင်္ဂလာပါတော်ဖီကာချာမတူဆိုပါတယ် ဒီဇိုင်းလေးဖြစ်လာဖို့အတွက်เนาะတော်တော်တော့အချိန်ပေးခဲ့ရတယ်အချိန်ပေးခဲ့ရအာပြီးကျွန်တော်ဆိုရင်အမှုပညာအလုပ်တွေလည်းမလုပ်တော့ဘူးအာဒီဇိုင်းအတွက်ရင်းနှီးမြှုပ်နှံမယ်ဆိုပြီးတော့တဘွာလုံးခုလောလောဆယ်ရင်းနှီးမြှုပ်နှံထားပါတော့အဓိကကိုကိုတိုင်းကြိုက်တော့မှသူများကိုပြန်ချပြရတာပို့ပြီးတော့အဆင်ပြေမှာပေါ့နော်အာအဓိကနံပါတ်1အနေနဲ့ဆိုရင်ကျွန်တော်တို့ဖြိုးဟင်းသမွေင်္ဂါပေါ့နော်တယောက်တည်းလာထိုင်ရင်ပဲဖြစ်ဖြစ်အလိုမျိုးအတွဲလေးနဲ့လာထိုင်ရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာပကြီကားလေးတွေပေါ့ဒါဒီလိုပကြီကားလေးတွေဆွဲလို့ရအောင် idea လေးပေါ့ ါ့အသစ်ဆန်းလေးပေါ့တချို့ဆို coffee အေးစေးတောင်းရင်းနဲ့ဒီဒီကားလေးတွေဆွဲမယ်ပေါ့ drip coffee လေးအဲ့လိုကိုယ်တိုင် coffee ဖြော်လေးရိုက်ချင်လဲကျွန်တော်ဒီမှာအခွင့်ပြုထားပါမယ်စကားထဲမှာဆိုရင် highway လမ်းမပေါ်မှာရှိတဲ့ bike လေးပေါ့နော်အဲ့လို bike လေးအောင်ကျွန်တော်တို့ဒီ coffee ဆန်းလေးကိုပြင်ဆင်ထားပါမယ်ဖူးလို့ရှင်လားတောက်ကြည့်ဖို့ဖိတ်ကြတယ်ဖြိုးကတော့ဒီဟာလေးရမ်းကြိုက်ပါတယ်စိမ့်စိမ့်ချူချူလေးနော်စိမ့်စိမ့်ချူချူလေးပါ ်လာပါဒီ coffee ဆိုင်လေးကလုံးဝလိုဟိုနိုင်ငံခြားမှာဆိုစကားထဲမှာဆိုရင် highway လမ်းမပေါ်မှာရှိတဲ့ vibe လေးပေါ့နော်အဲ့လို vibe လေးအောင်ကျွန်တော်တို့ဒီ coffee ဆိုင်လေးကိုပြင်ဆင်ထားပါတယ် ော့ကားစပါလုပ်ချင်တဲ့လူတွေအတွက်ရယ်ပြီးတော့ဒီနားမှာစားတောက်ဆိုင်တိတ်လည်းမရှိတော့ဒီနားလေးကိုရွေးချယ်ပြီးတော့ဖွင့်ပြတာဖြစ်ပါတယ်။ အော်တိုမဆိုရင်တော့လူအယောက်20လောက်ပေါ့နော်ထိုင်လို့ရအောင်ကျွန်တော်စီစဉ်ပေးထားပါတယ်ပြီးရင်ထီးလေးတွေနဲ့ပေါ့နော်ဟာကိုကိုတိုင်ကလည်းကော်ဖီတောင်းရတာသဘောကျတယ်အာပြီးတော့ညဆိုရင်လည်းအဲ့လိုမျိုးလေးအေးလေးနဲ့အပြင်လမ်းမရှူခင်းလေးကြည်ရင်းနဲ့တငယ်ချင်းလေးတွေစကားပြောကြမယ်ပြီးရင်ဓာတ်ပုံလေးတွေရိုက်ကြမယ်ရိုက်ကြဖို့အတွက်အဓိက customer တွေယူရပြီးတော့ဒီလို vibe လေးဖြစ်အောင်ကျွန်တော်တို့စီစဉ်ထားတာပေါ့အာဆိုင်က grand opening နေတဲ့ဖွင့်ရသေးဘူး ပြီးရင်ကျွန်တော်တို့ဒါတေချာကိုရိစိတ်ကြိုက်တော့မဖြစ်သေးဘူးပေါ့ဒါပေမဲ့ customer တွေအတွက်အမြင်အေးဆုံးလို့ကျွန်တော်တို့ဒီလိုပန်းမင်လေးတွေထည့်ထားတယ် nature ပန်းလေးလည်းထည့်ထားတယ်ပေါ့နော်အပြီးကြရင်တော့ကျွန်တော်တို့တေချာ decoration လုပ်ဖို့တော်တော်ရှိပါသေးတယ်ဒါလည်းကတော့အကျန်းပုံစံလေးပဲရှိသေးတာပေါ့နော်အချောတတ်ဖို့ရှိသေးတယ်ဟာဒီအားလေးဆိုလည်းကျွန်တော်တို့တေချာတေချာမှာတေချာမှာပြီးတော့ customer လုပ်ပြီးတော့မှကျွန်တော်တို့တေချာစီစဉ်ထားပါတယ် လာပါ topic ကချမတူဆိုပါတယ်ဒီမှာဒီမှာပြကျင်တာလေးတခုရှိတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့အချို့အာ single ပေါ့နော် single လာထိုင်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတယောက်တည်းလာထိုင်ရင်ပဲဖြစ်ဖြစ်အဲ့လိုမျိုးအတွဲလေးနဲ့လာထိုင်ရင်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာပကြီကားလေးတွေပေါ့ညာဒီလိုပကြီကားလေးတွေဆွဲလို့ရအောင်ကျွန်တော်တို့ဒီမှာ အာစီစဉ်ပေးထားပါတယ်ဒါကစတမာတွေအတွက်ပေါ့နော်ဒါကျွန်တော်တို့နည်းနည်းအာ idea လေးပေါ့အသစ်ဆန်းလေးပေါ့တချို့ဆို coffee အေးစေးတောင်းရင်းနဲ့ဒီဒီကားလေးတွေစွန့်ရမယ်ပေါ့အဲဒါလေးကတော့ကျွန်တော်တို့နှစ်ယောက်အကြောင်းနဲ့ပါပါတငယ်ချင်းနေပေါ့နော်ဒီလာလဲတငယ်ချင်းနေတော့တွန်းသစ်စာဆိုတော့အကုန်လုံးဒါကျွန်တော်တို့ဆွဲထားတဲ့ဆွဲထားပါဆေးချေထားတာပေါ့ဆေးချေတဲ့ပချီကားလေးပါဟုတ်တငယ်ချင်းနေဆေးအောင်ချေပြဆေးအောင်ချေတာ ဘာဖြစ်နေပြီဒီဒီမှာဒါလေးတွေလုံနေတော့ကြာတော့အချိန်ကုန်ကုန်လုံးကုန်သွားမှမသိဘူးပေါ့ပြီးရင် customer တွေချိန်နဲ့အာမပြီးသေးတာပဲဖြစ်ဖြစ်နောက်နေ့ကျမှလာချိန်ခြင်းနဲ့ဆိုရင်လည်းနာမည်လေးနဲ့ကျွန်တော်တို့သိချာတင်ပေးထားပါတယ်ဒီဟာလေးကဘလိုလူကောင်းတဲ့လီလာလေးကအဓိကတူတူဆွဲကြပေါ့ဒီမှာ single ဆိုတက်လက်ဒီမှာတယောက်တည်းပုံလေးရှိပါတယ်အငယ်ပါနဲ့လာခဲ့ပါလို့မကုစုပြရအမြဲတမ်းသူကအဖော်လုပ်ပေးတယ်သူက single တယောက်တည်းလာရင်လည်းသူကတူတူကုဆွဲပေးပါမယ် ိတ်တာကျွန်တော်တို့ drip coffee drip coffee ရတယ်ဒီမှာကျွန်တော်တို့အာဒီမှာကိုရန်ကိုကြကိုရန်ကိုကြလုတ်ချင်လဲရတယ်အာဒါမှမဟုတ်ဒီကညီလေးနဲ့ဘာညီလေးနဲ့အဲ့လိုမျိုးသူတို့တူတူရိုက်ချင်တာဗီဒီယိုလေးတွေတချို့ဆိုရိုက်ချင်တယ်လေရိုက်ချင် drip coffee လေးအဲ့လိုကိုရန် coffee ဖြော်လေးရိုက်ချင်လဲကျွန်တော်ဒီမှာအခွင့်ပြုထားပါတယ်ကိုရန်လည်းဖြော်ပေးကျွန်တော်ကိုရန်လည်းဖြော်ထားတယ် TikTok မှာလည်းတင်ပေးထားတယ်ပေါ့နော်ဖြော်တတ်နေပြီတော့ဖြော်တတ်နေပြီသူကကြွမ်းနေပြီတင်ပေးထားတာဒီဒီဘာညီလေးอ่ะ ဟိုအမေရိကန်တို့ထည့်ရင်လည်းဒီလိုခွက်လေးတွေနဲ့အဓိကတော့ကျွန်တော်တို့ coffee culture ဆိုတဲ့အတိုင်း culture လေးငွေ့တက်လေးပေါင်းကျွန်တော်တို့ဖန်တီးပေးထားတာပေါ့ဟုတ်ဒါပေါ်လေးတွေဆိုလဲကိုယ်တိုင် customize လုပ်ထားတယ်လွတ်လွတ်လပ်လပ်ထိုင်ခြင်းနဲ့လို့ရှိရတချို့ကြဒီလိုစားပြီးတဲ့အချိန်မှာဆိုဖာလေးပေါ်မှာထိုင်ပြီးတော့အဲ့လိုအပန်းဖြေခြင်းနဲ့လို့ရှိတယ် single ကောင်လေးတွေကောင်မလေးထိုင်ဖို့တက်လဲဟိုဘက်မှာရှိတယ်ဟုတ်ကဲ့ပြပါဟုတ်တယ်ခဏဟုတ် အဓိကမီလီရောအဓိကမှန်ကြည့်လေးဆိုရင်လေ highway ဒီဘက်ပေါ်တော့လမ်းမဘက်ကိုကြည့်ပြီးတော့တို့ထိုင်လို့ရအောင်လို့အာဒါမှမဟုတ်ဟိုဘက်မှာကျွန်တော်တို့ကားစပါဖွင့်တဲ့ချိန်မှာတို့ကားလေးတွေပြင်နေလာတယ်ဒီကနေပြီးတော့ကြည့်လို့ရအောင်လို့ပေါ့နော်ကျွန်တော်ဒီရွယ်ချက်လေးနဲ့ကျွန်တော်တို့စီစဉ်ထားပါပေါ့ဒီခုံလေးတွေပါအပြင်မှာဆိုလဲဟိုသာလေးရတော့အပြင်လည်းလည်းမဟုတ်ပါဘူးထိုင်နေတဲ့လူထိုင်လို့ရပါဘူးကိုရီဆိုရင်ဒီမှာပဲထိုင်လာတယ်ဒီမှာပဲထိုင်ပါ ။တချို့ကြတော့ coffee တောက်ရင်းနဲ့ဆက်လိတ်တောက်တဲ့လူတွေရှိရတယ်။အဲ့ဒီအတွက်ကြတော့အရှိမအဲ့လိုမျိုး outdoor လေးထိုင်လို့ရအောင်လို့ပြင်ဆင်ပေးထားပါတယ်။ဟုတ်အားစနေပါရင်လေကော်ဖီလေးတောင်းနေလမ်းမယူငေးငေးပြီးရင်ဒါမှမဟုတ်ကျွန်တော်ပချီကားလေးတွေပေါ့ချိန်ချိန်အားလည်းကိုဒီနင်းစီပုံလေးပေါ့ဒါကျွန်တော်ချဲ့နေတာချဲ့လက်စာလေးမပြီးသေးဘူးပေါ့ကျွန်တော်ဆိုရင်ဒီနားလေးမှာထိုင်နေ ကော်ဖီကော်လေးတစ်ခေါက်ချထားတယ်။ဟုတ်ပြ။ဟုတ်ပြီ။ကျွန်တော်ဒီမှာဒီကားလေးတွေဒီမှာချဲပြီးတော့ပြင်လာရင်ဒီလမ်းမကြီးကိုကြည့်တယ်ကတ်စတမာကြီးလာပြီလားလာပြီလားဒီဇိုင်းလေးဖြစ်လာဖို့အတွက်เนาะတော်တော်တော့အချိန်ပေးခဲ့ရတယ်။အချိန်ပေးခဲ့ရ။အာပြီးရင်ကျွန်တော်ဆိုရင်အမှုပညာအလုပ်တွေလည်းမလုပ်တော့ဘူး။အာဒီဇိုင်းအတွက်ရင်းနှီးမြှုပ်နှံမယ်ဆိုပြီးတော့တဘွာလုံးခုလောလောဆယ်ရင်းနှီးမြှုပ်နှံထားတာပေါ့နော်။ကျန်ရတော့တော်တော်ကြာတယ်6လလောက်တော့ကြာတယ်ဟုတ်6လလောက်အားလုံးကတော့တက်ကနေစပြီးရောပေါ့နော် ဟိုစူးစမ်းရတာပေါ့အဲ့လိုတဖြည်းဖြည်းလုံရင်းလုံရင်းနဲ့စရင်းနဲ့မှဟိုအလုပ်ဆိုတာစလုပ်တော့မှသိရလေအလုပ်စစလုပ်တဲ့နေရာစပြီးတဖြည်းဖြည်းချင်းတင်ပေးတဲ့လူတွေကလည်းရှိတော့အဲတိတ်ပြီးတော့အခက်ခဲမရှိဘဲနဲ့ ွင့်နိုင်သွားပါဘောเนาะနှစ်ယောက်ကတကယ်မှန်တယ်ပြောရင်နှစ်ယောက်ကဒီအကြောင်းကိုအရင်ကြီးနားလဲထဲမှာမပါဘူးဒါပေမဲ့ပုံမှန် coffee site နေထိုင်ရတာတော့သဘောကျတယ်သဘောကျနေသူတို့အဲ့ site လေးတွေအပြင်ဆင်လေးတွေကြည့်တယ်သူတို့ရဲ့ coffee လေးတွေဘာလေးတွေကောင်းတယ်အစားအသောက်ဆိုလည်းဘာလေးတွေကောင်းတယ်ပေါ့เนาะအဲ့ဒါလေးလေးလာရင်းနဲ့မှအာဒီ coffee site လေးဖြစ်လာတာပါဒါကကာပေါ့ကြီးစားအတွဲလေးတွေပေါ့အဲဒီလာဒီလိုနှစ်လေးနှစ်ကောင်ကြည့်ပြီးတော့အတွဲလေးတွေကြည့်နူးချစ်ကြပေါ့ကြည့်နူးလို့ရအောင်ဒီပကြီကားလေးကို သေချာစီးစစ်ထားတာအာအဓိကနံပါတ်1အနေနဲ့ဆိုရင်ကျွန်တော်တို့ဖြိုးဟင်းသမွေးရင်းကပေါ့နော်ဖြိုးဟင်းသမွေးရင်းကတော့နံပါတ်1အနေနဲ့ဒီမှာတော်တော်ရောင်းရတယ် customer လည်းအများသာလုံးဝကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်မနက်ကနေညမနက်ကနေအကုန်လုံးမီနူးအကုန်လုံးမနက်ကနေညထိ9:00နာရီမနက်9:00နာရီနဲ့ည9:00နာရီထိဖွင့်လိုက်ပြီဆိုတော့မီနူးအကုန်လုံးရအာညအဲ့လို9:00နာရီ10:00နာရီမွေးကစားခြင်းတဲ့လူတွေတက်လေဒီမှာအဆင်ပြေတယ်စင်ကြံလုပ်ပေးထားပါဘောနော်စံစည်းရေစိန်ပေါ့နော်အရေးအတုပ်အကုန်ရမယ်ပြီးရင်အာဘာဂါကြိုက်တဲ့လူတွေ ဘာဂါကြိုက်တဲ့လူတွေဆိုလည်းဘာဂါရမယ်ဆန်ဒွစ်ရမယ်ပြီးရင်နောက်ထပ်ကျွန်တော်တို့ဒီလိုလေးလှန့်လိုက်မယ်ဆိုရင်ဝက်ကုတ်သားကင်တို့ဘာလို့လဲရတယ်အာလူချောင်းချော်လည်းရတယ်အာဒီဇိုင်းမှာအဓိက customer တွေလုံးဝကြိုက်တာက barbecue chicken wing အာပြီးရင်ဒီမှာ thai ဖတ်ထုတ်ပေါ့နော်ဒါလေးတွေနဲ့ထူးဆန်းတဲ့အရသာလေးတွေ customer တွေတော့ခံစားရမှာပေါ့ဒါလေးတွေကတော့ trim menu ပေါ့နော်ဒီမှာဆိုရင်ညီမတို့ရဲ့ signature ဟို menu လေးတွေရှိရပေါ့နော်ဒီမှာဆို matcha strawberry တို့ဘာတို့ကညီမတို့ရဲ့ barista ရဲ့ ဒါဖန်တီးမှုတွေပေါ့နော်အဓိကကိုကိုတိုင်းကြိုက်တော့မှသူများကိုပြန်ချပြရတာပို့ပြီးတော့အဆင်ပြေမှာပေါ့နော်ဒီမှာရှိရဲ့ညီညူအားလုံးကတော့အရန် ောက်လို့ကောင်းတယ်ဆိုတာမယုံရင်တော့လာဆက်ကြည့်ပါဒါဆိုကျွန်တော် signature signature လေးဆိုရင်ကျွန်တော်ဒီမှာအသေးလက်မလေးတွေအဲလက်မလေးတွေပေးထားလုံးဝဒီထဲမှာလူကြိုက်အများဆုံး signature မိုဟင်းကတပွဲကို9000ပေါ့9000ဟာ2ယောက်လောက်စားလို့ရတယ်မဟုတ်ဖက်ဆိုရင်လည်းအများကြီးပဲဟင်းရည်ဆိုလည်းအများကြီးပဲဟင်းရည်ဆိုလည်းအဲ့ခွက်ထဲမှာဟင်းရည်လေးလည်းပါတယ်ပြီးတော့တီးတန့်လိုက်ပွဲဟင်းရည်ပုံစံတစ်ခွက်လည်းထပ်ထည့်ပေးထားတယ်ငါးဖက်တွေကလည်းအများကြီးအဲ့လိုမျိုးပေါ့နော် thank you ဒါကတော့ဖြိုးဝင်းသရမွင်းကပေါ့နော်ဖြိုးဝင်းသရမွင်းကမှဆိုရင်အာခုဒါကတော့ကျွန်တော်ရှိမှရတဲ့ဘဲဥရယ်ငဖဲရယ်ပဲကြော်ရယ်ဘူးသီးကြော်ရယ်ပေါ့နော်ကျွန်တော်တို့မွင်းကတက်ဆိုရင်ဒါမျိုးရပါတယ်အာဒီလိုအစုံစားမှ9000ပဲကြာမှာအဲဒီလိုအလွတ်ဆိုရင်9000ပဲကြာလာအဲဒီတော့မှဆန်တဲ့လိုမုံမုံပတ်တယ်ဆိုတဲ့လိုပိုရှင်းပေါ့နော် အများကြီးထည့်ထားတယ်ပြီးရင်ဒီနံပင်လေးလေးထည့်တယ်ပြီးရင်ပဲသီးလေးလေးကျွန်တော်တို့ထည့်တယ်ပေါ့နော်ထည့်ပြီးတော့ပြီးရင်တံမြာသီးလေးညှက် တေချာအပါနေပြီးတော့ကျွန်တော်တို့ပြည့်တက်ကြီးပဲကျွန်တော်ကျွေးလိုက်ပါတယ်လေလေကျွန်တော်စားတယ်ပေါ့နော်ခိုင်ဖတ်တော့လေဆိုရင်ကျွန်တော်တို့အဓိကဘယ်လိုလေးစားရလဲဆိုရင်ဒီမှာဆက်လက်လို့သူနီးသူဟန်နေတယ်အဓိကဘာလေးပါလဲဆိုရင်ဒါဆိုရင်အာဝောက်ကြောင်ဝောက်ကြောင်နော်အဓိကဒီကြက်တွန်ကြော်လေးတွေပေါ့ငါကြက်တွန်ကြော်လေးနဲ့ပေါင်းစတဲ့ကျွန်တော်ဒီအလဲရနေပြီးတော့ဒီထိုင်ဖတ်ထုတ်လေးကဒီလိုလေးခွဲလိုက်တာလေအင်းစားကြပါဦး customer တို့လည်း အဓိကတော့စီးပွားရေးလုံးမဲ့အရွယ်ရောက်လာတော့ကြာတော့ကိုကိုကိုအလန်းပေးလိုက်တာပေါ့နော်အလန်းပေးလိုက်တဲ့အချိန်မှာဒီဟာလေးလုတ်ဖြစ်သွားတာပေါ့အင်းဒါနှစ်ယောက်လုံးရဲ့အိမ်မက်လို့ပြောလို့ရတယ်နော်အာပြီးဒီ coffee sign လည်းမဟုတ်ဘူးကျွန်တော်တို့က formula 1ဆိုပြီးတော့ကားရေးစေးကားရေးစေးလည်းရှိတယ်ပေါ့နော်ကားရေးစေးလည်းရှိမယ်အာဒီအဲစဉ်းစားလိုက်တဲ့အချိန်မှာဒီလုပ်ငန်းနှစ်ခုကိုတူတူ တွဲပြီးတော့စဉ်းစားမိတာပေါ့ပသိညို့9လမ်းထိတ်သမိန်ဘရန်လမ်းမပေါ့အမင်္ဂလာတောင်ညို့မှာဖွင့်တာပေါ့နော်ဟိုမက်ခရိုနဲ့လည်းနီးရဲဂျပဲစိတ်နဲ့ဆိုရင်လည်းနီးနီးလေးပဲပေါ့နော်ညီမတို့အခုလောလောဆယ်တော့စိုင် ဖွင့်ချိန်ကမနက်9နာရီဖွင့်ပြီးတော့ညနေညညည9နာရီမှာပိတ်တာပေါ့နော်နေချာလက်တီးလေးပေါ့နော်ဒီမှာဆိုရင်ပြူတို့က သူက coffee ရဲ့အရာဒါအဲ့လို fruity လေးနဲ့အဲပြားရည်အရာဒါလေးပေါ့နော်အဲမတောက်ဘူးလို့ရှင်လာတောက်ကြည့်ဖို့ဖိတ်ကော်တယ်ဖြိုးကတော့ဒီဟာလေးအရင်ကြိုက်ပါတယ်စိမ့်စိမ့်ချူချူလေးနော်သူကစိမ့်စိမ့်ချူချူလေးပတ်လာတောက်ဖို့ဖိတ်ကော်ပါတယ်ခုချင်းစီကိုပေါ့နော်လာရောက်မြည်ဆန့်ပြီးတော့ အာ just လုပ်ပေးဖို့ကျွန်တော်တို့ဖိတ်ခေါ်ပါတယ် customer ဒါလေးတွေလိုအပ်ချက်ရှိရင်လည်းကျွန်တော်တို့အာတက်နိုင်သေးရင် line လာပြီးတော့ကျွန်တော်ပြုပြင်ပြောင်းလဲပေးပါတယ်ပေါ့နော်အဲဒီတော့ line အောင်အပေးဖို့တော့ဖိတ်ခေါ်ပါတယ်ခင်ဗျာဟုတ်ပြီးတော့ဒီကအစားတောက်လေးတွေကအရင်ကောင်းပါလေလို့ကိုကိုကိုလည်းယုံကြည်မှုရှိပါတယ်နော်အဲ့ဒါလာခဲ့ပါခဲ့ပါကျေးဇူးပါ